အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်တင်မဲ့တင်ငန်းစာကတော့အခန်းက၄ကျင်ငန်း9.9ကနံပါတ်3.5ပဲဖြစ်ပါတယ်နံပါတ်3မှာဆိုရင်သူကဘာပြောထားလဲဆိုရင်ရပောင်း2 8 address တဲ့လောက်ခငွေက CAY ချက်ပေးရတယ်ဆိုလို့ရှိရင်တရအတွက်ပေးရမယ့်လောက်ခငွေကိုရှာရင်နော်ဒါသူကြီးတို့ကပေးချက်မြေချက်ရေးပါမယ်2 8ရက်အတွက်ပေးရတဲ့လောက်ခငွေက SCHY ချက်ပေါ့နော်ဒါဆိုရင်တွေ့ရရဲ့အတွက်ပေးရမယ့်လောက်ခငွေညီညာချင်း SCHY ချက်လို့ရေးမယ်ရုပ်လူကျင်တာကတရရဲ့အတွက်ပေးရမယ့်လောက်ခငွေလူကျင်တာပါဒါဆိုရင်တရရဲ့အတွက်ပေးရမယ့်လောက်ခငွေလူကျင် SCHY ကိုဇေရော28အတွက်လောက်ခငွေဖြစ်တဲ့ SCHY ချက်ကိုဇေရော28နဲ့စားပေးရပါတယ်ဒါတော့ကျတို့ CAY နော် divide by 2A ကိုကျတို့ကအပိုင်းငယ်နဲ့ရေးလိုက်မယ်ရေးပြီးတဲ့အခါမှာ CAY ကိုကျတို့ကနော် အဲဒီမှာ 2H နဲ့ 3Y ဆိုပြီးကျွန်တော်ခွဲလိုက်မယ်။နော်ရှေ့ကမြောက်ပိုင်းစစ်ကိုခွဲလိုက်တဲ့အခါမှာ1 3 6နော် H နဲ့ Y နဲ့ကိုကျတော့2မှာ8ကပ်ပြီးတော့3မှာ Y ကပ်လိုက်မယ်ပေါ့နော်။ဒါဆိုရင်ဒီလို binary မှာရှိတဲ့ 2H နဲ့ binary မှာရှိတဲ့ 2H နဲ့ကိုခြေရရပါပြီ။ဒါဆိုရင်ဖြေက 3Y ကျက်ရပါတယ်နော်။ဒါသာတရက်တည်းပေးရတဲ့လောက်ခငွေက 3Y ကျက်ဖြစ်ပါတယ်။ဒါဆိုကျွန်တော်နံပါတ်လေးကိုသွားပါမယ်။ အနောက်တစ်ဖက်ကိုတဲ့နော်4 cm ရှိတယ်စတူရန်ပုံမြေနော်မျက်နှာပြင်တစ်ခုမှာအနောက်တစ်ဖက်ကို8 cm ရှိတဲ့စတူရန်ကွက်လေးငယ်လေးနော်စီလိုက်မယ်ဗောစိတ်လိုက်မယ်ဗောစိတ်ပြီးစိတ်လိုက်တဲ့ခါမှာစတူရန်ကွက်ငယ်ပေါ့မြများရတယ်နီးတဲ့ဒီစတူရန်ကွက်ကြီးကနော်4 cm ကြီးရစတူရန်ဆိုတော့အလျာနဲ့နည်းနည်းညီတယ်ဗောနော်အလျာနဲ့နည်းနည်းတူတယ်ဒါဒါမို့4ဆိုတာကနော်စတူရန်ကွက်ကြီးရဲ့ဧရိယာဗောနော်အဲစတူရန်ကွက်ကြီးရဲ့အနားဗောနော် နောက်တစ်ချက်ပထမဆုံးစတီရန်ကွက်ကြီးရဲ့ area ကိုရင်းနှီးရမယ်စတီရန်ကွက်ကြီးရဲ့ area ဆိုရင်သူအနားတစ်ဖက်ကို 4A ဖြစ်တဲ့အတွက် student student ဖြစ်တဲ့အတွက်အနားကြီးညီတယ်เนาะအဲဒါအလျားကလည်း 4A အနံကလည်း 4A เนาะဒါဆိုရင်ကျွန်တော်ကလေးလေးလီ16 x နဲ့8နဲ့မြောက်တော့ x square ဒါဆိုရင်16 x square cn square ရတယ်ပေါ့เนาะနောက်တစ်ခုကတော့ကျွန်တော်ကအဲတပတ်ကို8စင်တီမီတာရှိတဲ့စတူရန်ကွက်ငယ်လေးစိတ်မှာဒါကြောင့်မို့စတူရန်ကွက်ငယ်တစ်ခုရဲ့အေရီယာလို့ရှိရင် ငါ ACN နဲ့ ACN တို့ရုံမြောက်တယ်။မြောက်တဲ့ခါမှာ A2 CN2 ရပါတယ်။ဒါက Syrian ကွက်ငယ်တစ်ခုရဲ့ area ။ကျိုးလိုချင်တာကအဲ့ဒီ Syrian ကွက်ကြီးရဲ့ AD Syrian ကွက်ကြီးထဲမှာကျိုး Syrian ကွက်ငယ်လေးရဲ့စိတ်မှာဘယ်နှကွက်ရမလဲသိချင်တာဖြစ်တဲ့အတွက်နော်ခုနတိုင်းမှကျိုးရစားမယ်။နော်အဲစီရန်ကွက်ငယ်စုစုပေါင်းလို့ကျင်ကတော့စီရန်ကွက်ကြီးရဲ့ area ကိုစီရန်ကွက်ငယ်ရဲ့ area နဲ့စားပေးရပါတယ်။အဲဒါဆိုရင် city h square divided by h square ပေါ့နော်။အဲဒါကိုအပိုင်းနဲ့ပြန်ရည်မယ်။ရည်ပြည့်တဲ့ကောင်မှကျတော့ h square နဲ့ h square နဲ့ကြည်မယ်။ဒါဆိုရင်16ကျန်တယ်ပေါ့နော်။ ါဆိုလို့ရှိရင်ဂျီလိုစုစုရန်ကန့်ငွယ်ပေါင်းစုပေါင်းမလာရတဲ့ဆိုရင်ဂျီလို16ခွေရပါတယ်။ကဲအဲ့တော့ဂျီလိုကနံပါတ်9ကိုသွားမယ်ပေါ့နော်။နံပါတ်9မှာကြတော့အလျား 6cm အနံ 3cm အမြင် 5cm ရှိတဲ့တိတာတလုံးပါတဲ့တခုလည်းရင်အလျား 8cm အနံ 8cm အမြင် 6cm ရှိတဲ့စက်ပြာလုံးကြီးထည့်မယ်ဆိုရင်ထိုးသေးတာရဲ့စက်ပြာလုံးကြီးများထည့်နိုင်တယ်ကြီးတဲ့အဲ့ဒါရေဦးတော့နံပါတ်၄နဲ့တူတူပါပဲပေါ့နော် နံပါတ်၄မှာကြောက်အနံပါတ်၅မှာကြောက်တော့တစ်တာကြီးတစ်လုံးနဲ့မှာဒီအလျားနဲ့အမြင့်ရှိတဲ့တစ်တာကြီးတစ်လုံးနဲ့မှာတစ်တာတော့မစုပြန်သလိုရှိအလျားရဲ့အနံအမြင့်ရဲ့နော်မတူဘူးအဲစက်ပြာလုံးလေးတွေကကျတော့ AC မီတာ BC မီတာ CC မီတာရှိရဲ့စက်ပြာလုံးတွေထည့်တဲ့အခါမှာအဲ့တိတရာထဲမှာစက်ပြာလုံးများထည့်နိုင်တဲ့နည်းတဲ့အဲ့ဒါနည်းကျတော့တိတရာရဲ့ area ကိုလည်းရှာမယ်ပြီးကြရင်စက်ပြာလုံးရဲ့ area ကိုလည်းရှာမယ်ပြီးကြရင်အနောက်ကိုကျုပ်စားပြီးလိုက်လို့ရှိရင်တော့စက်ပြာလုံးဘယ်နှလုံးကြားလဲဆိုတာကိုကျုပ်သိနိုင်နေပါတော့အာနေကနံပါတ်လေးနဲ့ပြူပါပဲအဲ့ဒါနည်းကျတော့အရင်ဆုံးတိတရာရဲ့ဒူးတွေကိုအရင်ဆုံးရှာမယ် တိတရရဲ့ဒုတွေကအလျားအမြောက်အနံ့အမြောက်အမြင့်ဖြစ်တဲ့ပဲအလျားက6စီစီမီတာအနံ့က3ဗီစီမီတာဖြစ်ပြီးတော့အမြင့်ကတော့5စီစီမီတာဖြစ်ပါတယ်။ဒါသူတို့ကျတော့ရှေ့ရကိန်းတွေကိုမြောက်မယ်6ရ3ရ5ရမြောက်မယ်နော်6 38 85ဒီက90ဒါဆိုရင်မြောက်ပေါ်ရင်က90ရပြီးတော့သူတို့ A ရ B ရ C ရမြောက်တော့ ABC နော်ဒုတွေကျတော့စီမီတာကျုပ်ဒါဆိုရင်ဒီမှာဒီချက်ကမြောက်ပေါ်ကိန်းတွေမြောက်ပြထားတယ်နောက်ကအခက်ရကိန်းတွေကိုလည်းမြောက်ပြထားတယ်ပေါ့နော် အဲတကယ်မြောက်လဲလို့ဒီခါမှာ60 ABC စင်တီမီတာကျူရပါတယ်ဒါကတိတာရဲ့ဒူးတွေပေါ့နော်အဲတိတာထဲမှာထဲမှာနော်စက်ပြတုံးနေရဲ့ဒူးတွေကိုလိုချင်လို့ရှိရင်စက်ပြတုံးတုံးရဲ့ဒူးတွေကကျတော့ A စင်တီမီတာ B စင်တီမီတာ C စင်တီမီတာဒါဆိုရင် A ရဲ့ B ရဲ့ C ရဲ့မြောက်တဲ့ခါမှာ ABC ရပြီးတော့ဒီလိုနော်က CM ကကျတော့ CM ကျူနော်ဒူးတွေချာတော့ CM ကျူပါအဲဒါဆိုလို့ရှိရင်ကျတို့ကလိုချင်တာကအဲတိတာထဲမှာထဲနိုင်တဲ့စက်ပြတုံးရဲ့ဒူးကိုလိုချင်တာပါ ဒါဆိုရင်တစ်တာနဲ့ထည့်နိုင်သောစစ်ပြတုံးရေတွေကိုလိုချင်ရင်တစ်တာရဲ့ဒုတွေကိုစစ်ပြတုံးတုံးရေဒုတွေနဲ့ကျေလို့စားပေးရတယ်။စားတဲ့အခါမှာနော်ခုနအတိုင်းပဲအပိုင်းကြီးနဲ့ရေးမယ်။ရေးပြီးရင်ပိုင်းဝေက ABC နဲ့ပိုင်းခြေက ABC နဲ့ကိုချင်းလိုက်မယ်။ဒါဆိုလို့ချင်းကျေလို့ဘလောက်ရလဲဆိုရင်အဲ90ပေါ့နော်။ဒါဆိုရင်အဲ့တစ်တာထဲမှာနော်ဒီအမြင့်ရှိတဲ့ဒီဒုတွေရှိတဲ့တစ်တာထဲမှာဆိုရင်စစ်ပြတုံးဘယ်နှလုံးတက်နေလဲဆိုတော့အလုံး90ထည့်နိုင်ပါတယ်။ဒါကြောင့်မလို့အဖြေက เนาะစပြတော့90လုံးဖြစ်ပါတယ်။ဒါသိရင်၄ချိန်ငယ်9ရက်မှ9ရက်တော့ဒီနေ့ပြီးပါပါပြီ။အဆုံးထိရှိခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။